ဟိုမင်္ဂလာပါဟိုမင်္ဂလာတော့ဒရင်စာရှင်လင်းပွဲရေးဆိုကောင်းစဉ်မတက်ခဲ့ဘူးထင်တယ်အဲ့တော့ရွေးကောက်ပွဲဒီပြည်သူအတွက်ဆိုတာဒါသူ့ရဲ့ရည်မှန်းချက်သူ့ရဲ့ things ကိုတော်တော့သူ့ရဲ့ဥတီချက်ကိုတော်တယ်အဲ့တော့ရုပ်ရှင်ဒီပြည်သူအတွက်ကျွန်တော်တို့နော်ဒါညီမဆိုရှယ်လာဇင်ပါတီကတခေလုံးမှာပြည်သူတွေပူပေါင်းပါဝင်အောင်ရည်မှန်းချက်ကြီးကြီးမားမားနဲ့ကျွန်တော်တို့ ဟုတ်ကဲ့သူတို့ရဲ့ motivation ရအောင်လုပ်ခဲ့ကြတာရှိပါတယ်အဲ့တော့ရွက်ောက်ဝေးကြည့်သူအဲ့တော့ရွက်ောက်ဝေးဒီကာလတစ်ခုနဲ့ပတ်သက်တဲ့လုပ်ငန်းရှင်တစ်ခုပါကြည့်သူတီထာဝရပါအဲ့တော့ကြည့်သူဆိုတာကိုပြန်သုံးသပ်ရင်ကျွန်တော်တို့ကရွက်ောက်ဝေးဆိုတဲ့အဝိုင်းဝိုင်းဟာနိုင်ငံတော်ကြီးတစ်ခုရဲ့အဝိုင်းဝိုင်းတင်းမှာပါရီဆိုတာမျိုး ုံးတတ်မိကြပဲထင်ပါတယ်။တော့နိုင်ငံတော်သူ့ရဲ့ဖွဲ့စည်းမှုမှာချုပ်ချာအာဏာရှိဖို့လိုပါတယ်။ territorial integrity ရှိဖို့လိုပါတယ်။နိုင်ငံနေနိုင်ရှိဖို့လိုပါတယ်။ပြည်သူရှိဖို့လိုပါတယ်။အဲ့ဒီပြည်သူကိုစီမံခန့်ခွဲမှိုင်းအောင်ပြည်သူတွေကိုယ်တိုင်ဒီလိုဒီလိုအုပ်ချုပ်ပေးပါဆိုရယ်ဖွဲ့စည်းပုံအခြေခံဥပဒေတရားကလည်းရှိဖို့တော့ပါ ဲ့ဒီအခြေခံဥပဒေအရပြည်သူကိုလောကပါလာတရားနဲ့အငြင်းအုပ်ချုပ်တဲ့အစိုးရတရားလေးလိုအပ်ပါတယ်ဒါလိုအပ်ချက်တွေကိုကျွန်တော်တင်ပြတာပါအဲ့တော့ကျွန်တော်တို့ဒီလောကဓမ္မတရားအရာဖြတ်သန်းနေကြပါတယ်မှောင်တယ်မေးတယ်ဖြူတယ်နက်တယ်အလဲရှိတယ်အလဲမရှိဘူးတိဆောက်တယ်ဖြိုဖျက်တယ်ဆန့်ကျင်တယ် နိုင်ငံရေးပါတီတွေမှာလည်းရှိပါတယ်ဒီဆောက်တဲ့အစိုးရအဲ့ဒါကိုဆန့်ကျင်တဲ့အင်အားစုဆန့်ကျင်တဲ့အခါမှာအပြုတ်တဘိုးဆောင်တင့်မဲ့ပြေတာရှိတယ်လုံးဝကိုအစိုးရပြုတ်ကျသည်အထိဆန့်ကျင်တာရှိတယ်လက်ဝဲရှိတယ်လက်ရရှိတယ်ဒါတဘဝဓမ္မတရားပဲအဲ့တော့ပြန်ကြည့်ရင်ကျွန်တော်တို့ကာလကြီး၃ဘာကိုဖြတ်တန်းရပါတယ်။အတိတ်ရှိရယ်ပြစ်စုပန်ရှိရယ်အနာဂတ်ရှိရယ်။အဲ့တော့ပြစ်စုပန်အချိန်လေးကိုကျွန်တော်တို့သဘောမပေါက်ဘဲနဲ့အနာဂတ်ကိုကြွားဖို့အမှန်တခတ်ပါတ တော့အနာဂတ်ကိုသွားလို့မေလို့ဖမ်းရင်ပြစ်စုပန်ရဲ့တကယ်အခြေအနေအစ်မှန်ကိုတုံးတတ်မှုနိုင်မှာအတိတ်ကိုပြန်သင်ခန်းစာယူဖို့လိုပါတယ်အတိတ်မှာတိုင်ပတ်တယ်လို့လက်ရှိကာလမှာတော့သုံးပါတယ်အတိတ်ရဲ့ကြည်ကျခံနာမှုတွေအတိတ်ရဲ့အိုးစားအာနာကြီးပွားခဲ့မှုတွေကိုတတိယနေုံနဲ့မပြီးပြည့်နဲ့အတိတ်ရဲ့အပားတွေကိုသင်ခန်းစာပြန်ယူနိုင်ဖို့လိုပါအဲ့ဒီကမှာ လက်ရှိအနေထားကိုကျွန်တော်တို့ပြန်ဆင်ခြင်းပြီးမှအနာဂတ်ကိုသွားဖို့လူတိုင်းလူတိုင်းရည်မှန်းကြပါတယ်အဲ့တော့လက်ရှိအနေထားဘယ်လိုလဲတကယ် rule of law ရနေပြီလားတည်ငြိမ်ပြီလား strategy မရှိတဲ့ development ကိုသွားလို့မရဘူးဒါလူတိုင်းသတ်မှတ်ထားတယ်မတည်ငြိမ်ဘဲမသွားနိုင်ဘူးတည်ငြိမ်မှုရဲ့အခြေခံသည်တရားဥပဒေစိုးမိုးမှုကိုဖြစ်ထွန်းစေမှန်တဲ့အနေထားတစ်ခုအဲ့ဒီကိမှအရေးကြီးတာကနိုင်ငံရေးတည်ငြိမ် political political stability ရည်ကြီးအဲ့တော့နိုင်ငံရေးတည်ငြိမ်မှုရှိတဲ့နိုင်ငံတိုင်းကဖွံ့ဖြိုးတိုးတက်မှုရှိအဲ့တော့ကျွန်တော်တို့မှာခုနပြောတဲ့အလင်းအမှောင်ဆက်ညင်ပဲဒီဆောက်တဲ့လူဆက်ညင်တဲ့လူလောကနိယာမတရားရဖြတ်တန်းတဲ့အခါမှာကိုယ့်ကိုယ်ကိုပြန်သုံးသပ်ဖို့ဒီဆောက်တဲ့လူဘက်ကပါသလားဖြိုဖျက်တဲ့လူဘက်ကပါသလားဒီဘက်ကလိုက်မှာလိုက်တင်တယ်လေတည့်ရတဲ့ခန်းစာကိုယူတင်သလားမယူတင်ဘူးလား ဒီနေ့ဒီမငင်းချမ်းနေတဲ့အကြောင်းရင်းကဘာလဲအနာဂတ်ကိုသွားကျင်တဲ့ရည်မှန်းချက်ပြည်သူတည်ရှိနေပြီလားပြည်သူကတော့လုံဆွေးပါတယ်ဟာပြည်သူတည်တို့ကိုထောက်ခံတယ်ပြည်သူတည်ကိုကိုထောက်ခံတယ်သူ့ကိုထောက်ခံဒါလေးကတော့ပြည်သူတည်လုံဆွေးပွဲမှာပါနေချပြည်သူမရှိတဲ့နိုင်ငံတို့ဒီဆောက်လို့မရဘူးဒါအားလုံးသိပါတယ်အဲ့တော့ပြည်သူကိုစီအောင်ကြတယ်ကိုယ်ဘက်ကပါတယ်တခုခုဆိုရင်ပြည်သူကိုလက်ညှိုးထိုးတယ်ပြည်သူကထောက်ခံတယ် အဲ့တော့ပြည်သူ့ဘဝထောက်ခံမှုရှိမရှိဘူးခုနကပြောတဲ့ဒီမိုကရေစီအနှစ်သာရနဲ့ပြည့်ဝတဲ့အဲ့ဒါရွေးကောက်ပွဲဆိုတာပေါ်လာတယ်ဒါလေးပဲခေတ်သမိုင်းကိုပြန်ကြည့်ရင်လူတိုင်းနားလည်ကြပါတယ်ပြည်သူတင်ပြောက်တဲ့အစိုးရဆိုတာအင်မတန်ဟုတ်တော့လားဟိုအာနာဂျီတခုနဲ့အုပ်ချုပ်တဲ့အစိုးရရှင်မြင်းကြီးကသူ့ရဲ့အမွေနှစ်တွေရသားစင်ကြီးဆက်အုပ်ချုပ်တဲ့အစိုးရဒါရီပြောင်းလဲလာတဲ့အခါမှာပြည်သူတင်ပြောက်တဲ့အဲ့ဒီမှာ liberal ရှိမယ်အစိုးရောက်တဲ့ liberal ရှိမယ်တစ်ဖက်က right ရိုက်ပါတကဟလာကုနာပြောတဲ့စန်တာလာတစ်ဖက်စွန်လာဆိုတာလည်းရှိကြပါဒါတော့အမျိုးမျိုးပါ political နဲ့ပတ်သက်လို့အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပါအခြေခံဒီခုနကနိုင်ငံလို့ဆိုတဲ့အဝန်ဝန်ကိုဘေကနေပါမှာလေပြည်သူကတော့ဘောပြုတ်နေပြီးပြီဒါလေးတစ်ခုတင်ပြချင်ပါတယ်ပြည်သူဒီဒီဘက်ကပါမှာလေအဲ့တော့လက်ရှိနေထားဖို့တဘောပေါက်ဖို့လိုပါတယ်ဟုတ်ပြီကျွန်တော်တို့ပြီးခဲ့တဲ့ကာလတော့ဖြတ်သန်းပါတယ် နော်လူလိုက်ရဲ့ခီဥကာလလူလိုက်ရဲ့အလွန်ကာလတမရောကအနာရယူသွားတဲ့ကာလမြန်မာဆိုရှယ်လန်စင်ပါတီကာလ88လိမ့်နေလေးအောင်ခုနကပြောတဲ့တပါတီစုံစနစ်ကိုဒီဆောက်ဖို့တောင်းဆိုတဲ့ကာလဖြတ်ဖြတ်ဖြတ်တန်းလာတဲ့ခါမှာနဝတနာယကနောက်ထံကိုကဦးစေတုခုစီမုံချေခံမှုတွေရေးဆွဲဖို့အတွက်မြို့သားကြီးလာခံရက်သွားရတဲ့အကြောင်းရင်းနဲ့ထောက်လေးကပြန်ဆ2000ခွန်မှာပြီးတဲ့အနေထား 2008ဖူစီပုံချေကဥပဒေပုံမှန်459ခုအခြေခံမှု48ခုအကုန်ပြန်ကြည့်ရင်အုပ်ချုပ်တဲ့အစိုးရတိုင်းမှာရည်မှန်းချက်ရှိပါတယ်အဲ့ဒါကပြည်တော်စုမပြိုကွေးဖို့ဘာလို့ကြာမှာလဲပြည်တော်စုမပြိုကွေးဖို့အတွက်အရေးကြီးတယ်အဲ့တော့ပြည်တော်စုမပြိုကွေးဖို့အတွက်အချုပ်ချအနာတည်တတ်ခံရဖို့လိုအပ်တယ်အချုပ်ချအနာတည်တတ်ခံရဖို့အတွက်တိုင်းသားပေါင်းစုံရှိတဲ့နိုင်ငံတွေမှာတိုင်းသားတွေစီစီလုံးခတ်ခိုင်းပါမှာ လက်တွေးနိုင်မှာဖြစ်မယ်ဆိုရဲဥတီချက်၃ခုနဲ့သူတို့သွားခဲ့ကြတော့အားလုံးပြီးပါတယ်အခုချိန်မှာတိုင်းရင်းသားစီလုံးညီညွတ်မှုပျော်ကွေးနေသလားတစ်ဖက်ကပြန်တီဆောက်ဖို့ကြိုးစားနေသလားအဲ့တော့ဘယ်လိုပဲပြောပြောပါလက်ရှိကာလကိုအရေးပုတ်ကာလအခြေခံဥပဒေပါပေးတာချက်အတိုင်းကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဒီနတ်ဆတ်ကအဖြစ်အစိုးရဖြစ်နိုင်အောင်ကာကွယ်ရေးဦးစီးချုပ်ကိုအနာအနှင်းပြီးမှပြီးခဲ့တဲ့၄နှစ်ကျော်ကာလကိုဖြတ်တန်းခဲ့ပြီးတဲ့နောက်မှာ အခုကာကွယ်တဲ့လုံခြုံရေးကောင်စီကပြန်ပြီးအာဏာကိုလက်ခံရွက်ောက်ပွေးကြီးတခုကို6လအတွင်းမှာကျင်းပဖို့လုပ်နေတဲ့ကာလအဲ့ချေခံဥပဒေပါပေးထားချက်ဒီဒီတိုင်းဖြစ်နေတယ်အဲ့တော့တချို့ကအာဏာသိမ်းနေကြတယ်တချို့ကအာဏာထိန်းနေကြတယ်အမှန်ကတော့ချေခံဥပဒေပါပေးထားချက်အတိုင်းလုပ်ငန်းစဉ်တခုကိုဖြတ်တန်းနေတယ်ဆိုတော့လူလူဒီသဘောပေါက်စပြုပါပြီအဲ့တော့ချေခံဥပဒေရကျွန်တော်ကပြန်အနှင်းထားတဲ့ နိုင်ငံတော်ရဲ့အာဏာရယူထားတဲ့ကာကွယ်တဲ့လုံခြုံရေးကောင်စီပြီးလာမည့်ကာလကိုတည်ငြိမ်အေးချမ်းပြီးမှနိုင်ငံအနာဂတ်ကိုတည်ဆောက်နိုင်ဖို့အတွက်ရွေးကောက်ပွဲကြီးတစ်ခုကိုဖြတ်သန်းလို့မယ်လို့ကြေညာထားပြီးလူလူသည်ဘေဘက်ကပါတင်တယ်ချိန်အောင်ပြပါပေးတာချက်အတိုင်းတည်ငြိမ်အေးချမ်းစွာဖြင့်အနာဂတ်ကိုကြိုဖြတ်လို့တလားအနာဂတ်မှာဖြစ်ထွန်းလာနိုင်တဲ့နိုင်ငံအနေထားနဲ့အတူသွားတဲ့တလား တို့ဘုလာမဲ့ရွေးကောက်ပွဲကိုပြုံးနေကြတဲ့အတိုင်းရွေးကောက်ပွဲမဖြစ်အောင်ဆောင်ရွက်ခဲ့လို့ရှိရင်ဖြစ်လာနိုင်တဲ့အနေအထားဒါတွေကိုလူလူတည်စဉ်းစားကြမယ်ထင်ပါတယ်တိဆောက်တဲ့ဘက်ကပါတဲ့သလားဘုံဘုံနိုင်ငံရေးမတည်မငြိမ်တဲ့ဒီအစိုးကျတန်တရာတနကံပြိပခါဖြစ်တဲ့နိုင်ငံရေးကြီးမားချဲအောင်မြင်အောင်လက်နက်ကိုင်းတဲ့တေကြတဲ့တွေးတံတရေရေနဲ့အတိုင်းပြိုပြက်တဲ့ အဲ့ဒီလိုအစိုးကျတန်တရား the viscous cycle လို့သုံးပါတယ်ဒီတန်တရားကြီးမှာလေပတ်နေလို့သေးသလားမသိဘူးစိရတန်တန်ချက်ကိုမောပန်းနေပြီလားသဘာဝကပြည့်ရဲ့ငလျင်းတန်ကြီးတွေကြောင့်ပျို့ပြတ်သွားတဲ့လူမှုစီးပွားဘဝကိုပြန်လေတိဆောက်လို့စိတ်လူလူမှာရှိနေပြီလားအဲ့တော့ခုနကပြောတဲ့အင်အားစုနှစ်ခုစัญญပဲရှိမယ်တိဆောက်တဲ့လူရှိလူလူကိုတော့စီယုံကြပါပဲလူလူဘေဘက်ကပါတဲ့တယ် ဒါလူတို့ကိုယ်တိုင်အတိညာကြွေဝပါတယ်ခေပောင်းများစွာကိုဖြတ်တန်းလာတဲ့လူတို့ပါလူတို့ကိုယ်တိုင်စဉ်းစားပြီးမှအနာဂတ်နိုင်ငံတော်ကြီးတစ်ခုကိုတို့တွေဒီနှစ်ပေါင်း80လောက်သွေးတံတရင်ရင်နဲ့သူတလူငါတမင်းနဲ့ပြိုင်နေကြတဲ့စစ်ပြေးဒုက္ခတွေဘောင်းဆောင်တဲ့ရှစ်တောင်အားရှာမှာဖွံ့ဖြိုးတိုးတက်ဖို့အခြေခံအချက်လက်အပြည့်စုံစုံပထဝီနိုင်ငံရေးရအလွန်တရာချက်ချကြတဲ့ ဒီမြန်မာနိုင်ငံ territorial integrity မှာရှိတဲ့နိုင်ငံကြီးတစ်ခုအစိတ်စိတ်မှောင်မှားကိုယ်သွားစေချင်သလားခိုင်ခိုင်မာမာနဲ့အနာဂတ်သာသမိမြင့်မြင့်တွေပေးတင်သလားဆိုတာဆုံးပြဖို့ဒီလူလူတစ်ချိန်မှာကြောက်သွားပါရုပ်ကပွဲမလုံခရင်ပါဖြစ်မှာမလုံနိုင်ခရင်ကပွဲနဲ့လုံရွေးကောင်းစီပြီကပွဲရုပ်စီချက်ကိုထပ်ပြီးအနာအနေရမှာဖြစ်ပါအဲ့ဒါအခြေခံဥပဒေရဖြစ်အဲ့တော့ အင်ဒီပါချက်နိုင်ငံနိုင်ငံလည်းပြုတ်ပါတယ်အခြေခံဥပဒေကိုအလေးနဲ့ထားတယ်အဲ့တော့ကျွန်တော်တို့ဒီအခြေခံဥပဒေမရှိတဲ့ကာလ1988ကနေ2010ကို2008ထိကိုဒါပေမဲ့တက်ဝင်လာတော့2010လောက်မှအတက်ဝင်ပါတယ်အဲ့ဒီကာလထိကိုဖြတ်တန်းပြီးမှတွဲကြည့်ကြပါဦး1988ကနေကျွန်တော်တို့1962မတ်လ3ရက်နေ့ထိကိုတွဲကြည့်ကြပါ ဲ့တော့လူလူဒီကျွန်တော်ထင်ပါတယ်ဉာဏ်ရည်အလွန်တရာပြည့်ဝပါတယ် intellectual level အရင်ထက်မြင့်ပါတယ်အဲ့တော့ကျွန်တော်တို့ခုနကဆောင်းမှုလေးဖြစ်တဲ့ရွက်ောက်ပွေးဆိုတာအခြေခံဥပဒေရပေးတာချက်ဖြစ်တဲ့အခါမှာတော်ဝင်ရှိရကောက်ပွေးနဲ့လုံလွေးကောင်စီသည်ရွက်ောက်ပွေးကြီးကိုကျင်းပါတုံးမယ်အဲ့ရွေးကောက်ပွဲအလွန်မှာဖြစ်ထွန်းလာတဲ့နိုင်ငံတော်တစ်ကိုအခုလက်ရှိကာလမှာ ဘက်ဘက်ကပါကျွန်တော်တို့ဇာတိရတလောက်ဆိုရင်ငြိမ်းချမ်းမှုဖြစ်အောင်လက်နက်ကံရရဲ့အကြောင်းရင်းကိုပြန်ပြီးသုံးသပ်ပြီးမှအခြေခံဥပဒေအရနိုင်ငံရေးယူမန်းချက်တွေကိုပေးနိုင် sub determination ကိုပေးနိုင်အောင်စဉ်းစားသုံးသပ်ပြီးမှဘလို့သွားကြမှာလဲဆိုရယ်ဖက်နဲ့နိုင်ငံတို့တည်ငြိမ်အေးချမ်းအောင်ငြိမ်းချမ်းအောင်နိုင်ငံရဲ့တည်ငြိမ်အောင်ဥတည်ခြင်းနဲ့လုပ်နေကြတဲ့ကာလဖြစ်တဲ့အခါကျွန်တော်ထင်တယ်ကျွန်တော်ဖက်ကတော့ရွေးပါတယ် အကျမ်းမဖက်တဲ့နည်းနဲ့ဂျီနိုင်ငံတို့ကြီးရဲ့နေနမိတ်ကြည်ကြည်တန့်တန့်နဲ့အလွန်တရာရှက်ချကြပါတယ်။တောင်ဝါဆန်နဲ့အာရှကြားမှာရှိတယ်။ပင်လယ်သမုဒ္ဒရာထွက်ပေါက်ပြီးမိုင်ပေါင်းထောင်၄00နီးပါးတော့ရှိပါထောင်၂00ကျော်တာပေါ့။ရခိုင်ပြည်ပင်လယ်၄50လောက်ရှိတယ်။အဲ့တော့ဒီလောက်အချက်ချကြပြီးမှတောင်ဝါဆန်နဲ့အာရှကြားမှာရှိတယ်။အိန္ဒိယရဲ့ ဟလာအရှိတောင်အရှဖက်ပေါက်ဖြစ်တဲ့တရုတ်ရဲ့ဟလာသမုတ်တရားတဆင်းနဲ့ပတ်သက်လို့တကယ်ချုပ်ပွိုင်းမှာကျွန်တော်တို့ရှိအဲ့ဒါလို့ချက်ကြကြတဲ့နိုင်ငံကြီးတစ်ခုကိုအင်းဒီမာရှင်တွေကကြော်သွောင်းစီအောင်အတွင်းပြိပက္ခကအလွန်တရာကြီးမားခဲ့တဲ့နှစ်ချစ်စေကိုပြန်တွေးပြီးမှတောင်ဝေကလည်းယူတင်ပါတယ်တင်ခန်းစာလည်းယူတင်ပါတယ်အဲ့တော့ရွက်ောက်ပွဲကြီးမလုပ်ဖြစ်ခဲ့လို့ရှိရင်ရွက်ောက်ပွဲကြီးကိုဖြစ်လို့ဖြစ်စီလုပ်ခဲ့လို့ရှိရင်ဖြစ်လာမယ့်နိုင်ငံကြီး အနာဂတ်နိုင်ငံတော်ရဲ့အနာဂတ်ကြံပုံသက်ဖို့လိုပါတယ်။ရွေးကောက်ပွဲကြီးအလွန်မှာဖြစ်ထွန်းလာမယ်နိုင်ငံတော်ရဲ့ဒီညီရေးချမှုနဲ့မြို့သားကြိုးစည်းပွားအနာဂတ်သားကောင်းသမီးကောင်းတွေကိုလက်ပြောင်းနဲ့တွေလှုပ်ပေးခဲ့ရမယ်တောင်းကျွန်တော်တို့ရဲ့တောင်းဒါတွေအားလုံးကိုချိန်ဆပြီးမှလူလူဒီကျွန်တော်တို့မှာလူလူဘက်ကတော့အစဉ်နဲ့ရှိနေပြီလို့သုံးသပ်ပါတယ်လူလူကိုသုံးသပ်တိုင်းမှာကျွန်တော်တို့ ်မီဒီယာတွေကမေးပါတယ်ကျွန်တော်တို့ကအသက်ရွယ်ပန်းချလိုက်အတွေးကိုယူဆဝါချနိုင်ပါတယ်ပညာအလေးအလေးအပေါ့လိုက်ဝါချနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့စီမံတော့စစ်တမ်းကောက်တာလူများနိုင်ငံတွေ liberal democracy နိုင်ငံတွေကိုမရှိပါဘူးအဲ့တော့ကြောင့်ခံမှန်းဖို့ခက်ပါတယ်အဲ့တော့အကြမ်းမြင်ကျေလလူလူရှိမယ်မြို့ပြလူလူရှိကျေလလူလူအနေထားမြို့ပြလူလူအနေထားနိုင်ငံရေးပါတီတစ်ခုရဲ့ပါတီဝင် ်စသဖြင့်တရားရာဂိုင်းလုံးရှိတဲ့အကွက်ကွင်းလေးတစ်ခုကို random စဉ်းစားမျိုးဆိုရင်ခုနှစ်ရာဂိုင်းလုံးတို့လူလူတီ neutral ကိုတွားပါတယ်။၃၀ရာဂိုင်းလုံးတီတောင်ရန်ခြုံနေပြဝါစိမ့်ဆိုတဲ့ party ဘက်ကိုတွားပါတယ်။အဲ့တော့ခုနှစ်ရာဂိုင်းလုံးတို့လူလူရဲ့ဆန္ဒကိုနိုင်ငံရေးပါတီများသည့်ဒီကောင်အဖွဲ့အစည်းများသည့်ဒီကောင်စဉ်းစားမှုလို့ပါတယ်။အဲ့ဒါကြောင့်လာမယ့် ပါတီစိုဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးဒီအခြေခံဥပဒေအရပေးထားချက်နဲ့ဖြစ်ပြီးအဲ့ဒါလိုပဲကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အလွန်တရာမြင့်မြတ်တဲ့တာဝန်လေးဖြစ်ပြီးနိုင်ငံတော်ကတွားအပ်တဲ့အသွင်ကူးပြောင်းရေးတကားဝလေးဖြစ်ပြီးဆိုရက်38မျိုးသာစင်တာမိခဲ့နေဆိုရင်ရွက်ောက်ပွေးဒီကျွန်တော်တို့လူထုအတွက်နိုင်ငံရေးပါတီများအတွက်အားလုံးအတွက် ျော်ဖြတ်တင့်တဲ့တကောလို့ယူဆလာကြမှာဖြစ်ပါတယ်အဲ့ဒီလိုယူဆစေခြင်းပါတယ်ကျွန်တော်တို့တရားဝင်မှတ်ပုံတင်တဲ့နိုင်ငံရေးပါတီပေါင်း90ကျော်လောက်ရှိပါတယ်အဲ့ဒီမှာကိုကုသိုလ်ပါတီကတော့ပြည်ထောင်စုပါတီအဖြစ်မှတ်ပုံတင်ကြပါတယ်တခြားတို့တိုင်းဒေသကြီးပြည်နယ်စသဖြင့်မှတ်ပုံတင်ကြတဲ့ပါတီလေးတွေရှိပါတယ်။အဲဒီမှာကန့်သက်ချက်လေးတွေရှိပါတ ရွေးကောက်ပွဲကျင်းပမယ်ရက်မတိုင်ခင်60ရက်60အတွင်းမှာနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီတတ်မှတ်ချက်များနဲ့အညီဆောင်ရွက်ထားပြီးသားဖြစ်ဖို့လိုအပ်ပါတယ်အဲ့ဒီလိုပါတီမျိုးမှသာလျင်လာမယ့်ရွေးကောက်ပွဲကြီးကိုဖြတ်သန်းနိုင်မှာဖြစ်ပါတယ်အကြမ်းဖြင့်ပြီးကြတဲ့ဇူလိုင်14ရက်နေ့က UEC ဘက်ကစာလေးမှာလို့ဖြင့် 28ပါတီဘယ်ဒီကန့်သတ်ချက်ကိုကြိုဖြတ်ထားပြီးသားဖြစ်တယ်။ကြံတဲ့ပါတီတွေကတော့ဖြင့်ရက်60မတိုင်ခင်လေးမှသူ့ရဲ့ဥပဒေပြဋ္ဌာန်းချက်များကိုကြိုဖြတ်ဖို့လိုပါတယ်။အဲဒီလိုလေရွေးကောက်ပွဲနဲ့ပတ်သက်လို့တရားဝင်မှတ်ပုံတင်ထားတဲ့ပါတီတွေဘက်ကလူလူရဲ့အားပေးကူညီမှုနဲ့ဆောင်ရွက်ဖို့လိုအပ်တဲ့ကာလဖြစ်တဲ့အခါမှာလူလူပြည်နိုင်ငံရေးပါတီများ ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ဗပောင်းဆောင်ကကြိုးနေကြတဲ့ကောလာဟလများတကိရင်မှန်းချက်များကိုကြိုဖြတ်နိုင်အောင်သက်ဆိုင်ရာဖွဲ့စည်းများသည့်လည်းပဲဒီရွေးကောက်ပွဲကြီးကိုနှောက်ချက်ဖြစ်စီလို့လူများဖက်ကအကာအကွယ်တားဆီးဖြစ်အောင်ဆောင်ရွက်ထားပြီးသားဥစ္စာကိုလည်းပဲဒေါ်ဆဆိုးမြင်ကတင်ပြသွားပြီးဖြစ်ပါတယ်ကျွန်တော်တို့ဒီရေရေဝုံအနာဂတ်နိုင်ငံတော်အတွက်ကိုတိဆောက်ကြဖို့ ဆုံးဖြတ်ထားပြီးသားဆိုရင်လာမယ့်ရွက်ကောက်ပွဲဒီလူလူအတွက်အားလုံးအတွက်တစ်ခေတ်တစ်ကဝဖြစ်တယ်ကြော်ဖြတ်အပ်တဲ့အနေထားဖြစ်တယ်ဆိုတာကိုကျွန်တော်ဖက်ကတော့တင်ပြလို့ပါတယ်အားလုံးစင်စင်ဆာဆာနဲ့လာမယ့်ရွက်ကောက်ပွဲအောင်အောင်မြင်မြင်ဖြစ်ဖို့ရွက်ကောက်ပွဲအလွန်ဆိုးရတဲ့ရဲ့တာဝန်ကြီးမားမှုနဲ့ညီညာရဲ့လိုအပ်မှုနိုင်ငံအသစ်ကိုတည်ဆောက်မဲ့ခြေလမ်းများအောင်မြင်နိုင်အောင် ပူပေါင်းပါဝင်တဲ့နဲ့လက်ရှိကာလရဲ့အချင်းချက်ကိုနားလေသဘောပေါက်ပြီးမှကြိုဖြတ်ပေးကြဖို့မေတ္တာရခံလို့ပါရဲ့ရွက်ကောက်ဘူးကြီးအောင်မြင်းမြင်းဖြစ်မှသာလေရှစ်တောင်အာချရဲ့အရေးကြီးတဲ့နေရာမှာရှိရကျွန်တော်တို့နိုင်ငံဒီအနာဂတ်လှမယ်လို့ကျွန်တော်တို့ဘက်ကတော့သုံးသပ်တင်ပြလို့ပါရင်ယေရှုတင်ပါတယ်